အနေနဲ့ကတော့ map ကဆိုးမမှုကိုတည်တည်တရရှိွားရဲဆိုတော့ကျွန်တော်ညင်းလို့တော့မရဘူးဆိုတော့ game number 2ကဲ platon ဘာမှပြင်ဆင်လာမလဲကြည့်ရှုရမှာပဲဖြစ်ပါတယ်ဟုတ်တယ်เนาะကျွန်တော် AI အနေနဲ့ကတော့ game 1လောကတော့တော်တော်လေးရှင်းထုတ်သွားတဲ့အနေထားလို့တောင်းတလိမ့်မယ်ဆိုတော့ AI e-sport team ပဲဆက်လက်ပြီးတော့နိုင်ရမလား platon ကပဲ game number 3ကို call ဆောင်သွားနိုင်မလားဆိုတော့ land on down နဲ့မှာဆက်ပြီးတော့ကြည့်မယ်ဗျာ Yuri ကတော့သူ့ရဲ့ signature hero ဖြစ်တဲ့ Lancelot ပြင်ပြီးတော့ဂျာရာသေးရင်ဒီဘက်မှာလည်းအော်စလာပြီးဆိုတော့တအုပ်ချောက်ဆိုးသလိုပဲ Fabulous ကိုတော့ Black အနေနဲ့ တိုဂျီကိုအဆုံးသတ်နေရင်ရယူသွားပြီဗျာဒီလိုမျိုးကျွန်တော်တို့ drafting လေးကိုတော့ platin ပွဲလေးကိုပါသွားပြီးတွေးခဲ့ရတယ် broken wall ဆိုရင် header နဲ့ခြောင်နဲ့တွဲပြီးတော့ jungle ကို invade လုပ်တဲ့အကွက်တွေပေါ့နော်ကျွန်တော်ဒီကြားထဲမှာတိုဂျီအနေနဲ့အရှင်းခံလိုက်ရတယ်လို့တော့မြင်တယ်ဒီအချက်ကိုတော့ကျွန်တော်တို့ blackthorn အနေနဲ့ဖြည့်ရှင်းဖို့အတွက်စ조사ရမယ်ဗျာအဲ့တော့အကောင်ကြီးကြီး chest ကိုတော့အနောက်ကိုပိတ်ပြီးတော့ခေါ်ထားတယ် might swing လိုက်ပြီးတော့လှည့်ထားရဆိုရင်မလို့ black p7 ဝန်းရံထားတဲ့တိုဂျီ buff လေးရောက်ဖို့အတွက်ကတော့ရုန်းကန်နေရသေးရဗျာကဲနောက်မှာ blue bat ထပ်ရပါလား blue bat တော့ရတယ်တိုဂျီတွေ့ရတော်လေးတော့နေတယ်အိုးတိုဂျီ တကယ်ကိုသွေးရနည်းနည်းလေးပြဘလတ်ပြန်ပြီးတော့သေဖို့တော့များပါပြီဒါပေမဲ့ပြောမှဆိုလို့ရှိရင်တော့တန်တယ်လို့ပဲကျွန်တော်ပြောရမလားတော့မသိဘူးဗျာဘာလို့တော့ဒီဖက်မှာယူရီယာဒီ red buff တွေပါတွေပါစားပြီးတော့တခါတည်းပဲဒီဟာရာဘူဇာရဲ့ဂျန်ကေ area တွေမှာရှိသမျှကောင်းတယ်အကုန်လုံးပြန်ပြီးတော့ချိန်ထားခဲ့ပြီဆိုတော့ level ကတော့တော်လေးတော့ကွာသွားပြီဗျာအဲ့တော့တော်တော်လေးတော့ဒီတိုဂျီနေနဲ့လိုက်ပြီးတော့ fan man နေထားမျိုးဖြစ်သွားတယ်ဗျာနော် ဘတ်တော်အနေနဲ့ဒီပွဲ draft လေးပြန်ပြီးတော့ဖြည့်ရှင်းတာလေးကတကယ်အမှန်တိုင်းပြောရရင်သဘောကျဖို့ကောင်းနေပြီ PA7 long range နဲ့ပြန်ပြီးထောက်ထားတဲ့အချိန်မှာ goal line ကို maximum မတော်ဘူးပြီးတော့ဒီလိုမျိုး jungler နဲ့ melee မှာလည်း escape spell မြင့်နေဆိုရင် harabusa နဲ့ blue nose ကိုပြန်လည်ပြီးတော့ထောက်ထားတယ်ဆိုတဲ့အချက်လေးဒီအချက်လေးကဘယ်လောက်ထိများအသုံးချသွားနိုင်မလဲအများကြီးကြည့်ရမယ် jiquanto joyo justice တွေကိုတော့သွားပြီး level တင်လာရဆိုပြီးမဲ follow up damage လေးလိုအပ်ချက်လေးတွေရှိနေသေးတယ်ဆိုတော့နောက်ပိုင်းမိနစ်လေးတွေတော့ဆက်ပြီးတော့ကြည့်ရအောင်မယ်ဗျာ မဲဒီကတော့သူပေါ်မှာတော့ရန်ကြီးတော့မတာဘူးဗျဟေးရတော့အားလေးပဲရှိတာမှန်ပေမဲ့တစ်ဖက်မှာလည်းအားလို့ဖြစ်နေဆိုတော့ကြောင့်လို့စပယ်ဘန်ကတော့အနေနဲ့များသွားပြီးတော့ကောင်းနေရဆိုရင်အနေထားမျိုးလို့သုံးသပ်လို့တော့ရတယ်အဲ့တော့တက်တဖိုင်လေးပဲကျွန်တော်တစ်ချက်ကြည့်ရမယ် 2G ကတော့သူရတဲ့ခရီးတွေတော့ပတ်ပြီးတော့ဖန်တွေတော့မပြအဓိကအားလေးနေပါခဲ့ရဆိုတော့ချက်တစ်ခုကြောင့်မလို့သူအနေနဲ့တက်တဖိုင်ကို join ဖို့တော့အနေငယ်လေးခက်တယ်ဆိုတော့ အဲဒီ goal လေးလေးပါလိမ့်မယ်သွားခံမလားပေါ့နော်အဲ့ဒါလေးတော့ကြည့်ရအောင်ဒါပေမဲ့ level 4ကမရသေးဘူးပြတို့ကြည့်ရလက်ကလည်းအမှန်တိုင်းပြောရရင်တော့တစ်ဖက်က justice ဆက်ဆောင်မယ်ဆိုရင် hp လေးအနေနဲ့နည်းနေတဲ့ပုံစံမျိုးလေးဆိုပေမဲ့လို့ yuri အနေနဲ့က fan main အပြေးဝရထားရဲဆိုတဲ့အချက်ဒီအချက်ကြောင့်တော့ ai အနေနဲ့ကတော့ ali impact troll လေးကိုတတိသာတော့ရှိနေမှာပဲ goal လေး matchup ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ alida k set ဒါသူတို့နှစ်ယောက်ရဲ့ combination ကိုတော့စိတ်ဝင်စားဖို့စိတ်ဝင်စားနေတော့ကြည့်ရမယ်ဗျာ alida အနေနဲ့အရင်ဆုံးကြားနိုင်မလား k set အနေနဲ့အရင်ဆုံးကြားနိုင်မလားအဓိက k set အတွက်လိုတာကတော့ enchanted talisman လေးပဲလိုတာဆိုတော့လေ k set ကတော့ဗတဲ့ impact မှာ 补一年老妹都甜了呗。这个咯，然后就是第 S 码，你呢？未必若抓了老妹是路线咯。A 眼对吧？万一被抓了，那时候没有米罗的血呗。放到 S 码，你把皮拉的，要么击杀，要么呢被偷削呗。S 码、啊、他们是不看你呢被分割了，伊个边咪罗皮拉的呀。本来呢，那个呢偷削皮拉比我做得还准，你估嘛咯？Just 比俺们卡瓦龙厉害呢？对吧？这个，这不呀。 ကတော့တော့သူဘက်ကပ်ပဲအဓိကပြန်ပေးရမယ်တဖက်မှာလည်းရပ်ဘာမှာတောက်လျှောက်ဆိုလိုပဲမက်ဆီယိုရီသုံးလောက်ထိဒါပြန်ပြီးတော့ကာနီရဲ့အနေထားဘလက်သုံးအနေနဲ့ကတော့အတက်ကင်လုံးဖို့တက်ဆာလို့ရှိရင်တော့နော်ကျွန်တော်ဒီဘက်ကပ်ပိုင်းလေးပူသွားမယ်ဗျအရင်ရော UK ကြောက်တော့မလွယ်သေးဘူးအော်တတော်လေးချက်တွေကြားရမှာယိုရီလုံးဝတန်းပြောက်သွားတာဗျ surprise attack ကအောက်မှာကြာဆုံးသွားခဲ့ရတယ်လို့တော့ပြောရမယ်ပေါ့နော်ဒီပွဲမှာလည်း black zone အနေနဲ့သူတို့လုံးမို့ objective တွေအကုန်လုံးတော့ handler ထားမယ်ပြီးတော့ map control အရယူမယ်ဆိုပြီးတော့ draft index လေးတည်ထားရဆိုမျိုးလို့စိတ်မေးလိုက်တိုင်းစောင့်နေရတဲ့ပုံစံမျိုးဗျ ပစ်ကော့ပြန်ပြီးတော့လုံထားတယ်နောက်မှ PA7 တောင်းလျှောက်ကိုပဲ air strike ချထားတဲ့အချိန်မှာ Justice တန်းပြီးတော့ down ခဲ့ရဗျာရိုးရိုးတက်ဆိုင်လေးနဲ့ black ကိုပြန်ပြီးတော့ take down လုပ်ဖို့အတွက်စဉ်းစားလိုက်တယ်ဆိုရင်အဲ AI backup တွေကြားလာတယ်ဆိုရင်တော့မှ platform ဘိုင်းများဆက်ပြီးတော့လုံဆောင်အောင်လည်းကြည့်ရပါအောင်ပဲအဲ final slam မှာ PA7 power ရောက်တော့မှ Messi တောင်းလျှောက်ဆိုဆိုလိုပဲ A လွင်ပြန်လည်ပြီးတော့အဆုံးသတ်သွားတယ်ဗျာတို့ကြီးပိုင်းနဲ့ Sheru K လေးတော်လေးလုံးဖြစ်နေရယ်အောက်မှာလည်း leader အနေနဲ့ကေဆပ်ကူတော့မနိုင်သေးဘူးဗျာเนาะကျွန်တော်ဒါ item လေးပါလေးချက်ပြီးတော့ရှားမယ်အနေထားတစ်ခုပဲဒီပွဲကအားလီဂိမ်းမှာ black 3အနေနဲ့ချန်ကင် event လောက်ခံရတယ်ဆိုနေမြဲ့ တို့ပြန်ပြီးတော့တုံးပြန်တဲ့ response နဲ့တော်တော်လေးကောင်းနေတဲ့အတွက်ကြောင့်မလို့ပွဲရတော့သိပ်မပြတ်သေးဘူးပြောရင်းနဲ့ပဲကိစ္စပြန်ပြီးတော့ဘတ်တော့ဘတ်ရမယ်ဗျ။ကိစ္စကိုကြည့်ဖို့ကအရန်တော့မလွယ်ဘူးဗျ။ Internet Talisman Oracle လေးသာပြီးသွားမယ်ဆိုတော့စင်တော့ပြေးတယ်ဆိုတော့ရိုးရိုး live site လေးနဲ့ပြေးဆဲတော့တေတောင်းတော့လုံးလိုက်ပြီ။ Justice down shot ကိုမာတာပြီးချားလိုက်ရတယ်မြတ်စစ်တတော်ချားနဲ့အတူပဲထပ်ပြီးတော့ Airborne ပေးလိုက်ကြမယ်။ Yuri ထပ်မဲ့ပြီးတော့ down လိုက်ပြီ။ Yuri down လာဒါနဲ့ဆိုရင်နှစ်ခါဆက်တိုက်ရှိပြီဗျ။ဟုတ်တယ်အခုပဲထွက်လာတယ်အခုပဲထပ် show ရတယ်ဆိုတော့ အရင်ရောဒါအားလီဂိမ်းမှာဂျန်ဂင်ဖေးလုတ်ခဲ့တဲ့အရာတွေကမရှိတော့ဘူးလို့ကျွန်တော်ပြောလို့ရတယ်ဗျာတူကြီးကသူ့ရဲ့ level ဝိုင်းဆိုင်ရီကိုပြန်လည်ညှစ်နေဖို့အတွက် creed ကိုပြန်စားသွားနိုင်တဲ့အနေအထားမျိုးပဲเนาะအဲ့ဒီပြင်မှာ blue box ကိုပါပြန်ပြီးတော့ black tone ကဖိအားပြန်ပေးလာတဲ့အခြေအနေမျိုးကိုတော့တွေ့ရတယ်ဆိုတော့လက်ရှိချိန်မှာလည်းတတလေးပါလေးကတော့ဟာရဘူးသာပြန်ကေးထားသေးတဲ့နောက်မှာတတတော့ ပြန်ရတယ်ဗျာနာဝကဒီချိန်မှာပြန်ပြီးတော့တာဝါခဲ့ပြီအဲ့ဒီပြန်မှာဒီ blue pack ကိုပါတိုဂျီနေနဲ့ revision ရှိနေတဲ့နေရာတစ်ခုမှာဒါပြီးတော့ဂျူရောယူခြင်းပဲဒါပေမဲ့ restore မရတယ်ဗျာနော်နောက်မှလည်း bucket တွေရှိနေဆိုရရင်တော့မလောက်ရက်ဘူးပေါ့နော်အဲ့တော့ justice ကိုတော့ပြေးပြီးတော့ကြည့်ရကြည့်နေရနောက်မှ aim ရင်တော့ရှိတယ်ဗျာပြေးလွင်မဲ့ aim ဝင်ဒီ aim ဝင်ပေါ့နော်အရင်ကတော့လုံးလို့တော့မရဘူးအဲ့တော့နေနေတော့ carrying လေးတွေတော့ပြန်ပြီးတော့ရှိနေတယ်ဂျူတိုဂျီနေနဲ့တော့ hand strike တွေပါရတော့ပြီးွားခဲ့ပြီဆိုတော့ခုန castaway ပြောသလိုပဲအားလေးအစင်မပြေခဲ့ဘူးဆိုရင်မဲ့နောက်ပိုင်းသူတို့ရဲ့ objective ဘယ်လဲ setup လေးရ black thorn နေတော့တော်တက်ရတာလေးကိုတွေ့ရပါတယ် ဒီကချောင်း pick off နဲ့လိုက်ပြီးတော့သူတို့ဒီကောင်ရရင်ဒီကောင်ဖျက်မယ်ဆိုတဲ့ပုံစံမျိုးကိုတော့လုပ်နေရဗျာဒီမှာလဲ Yuri Dog Shot ပဲသူတို့ရ Shot နေသေးတယ် and တော့များရဗျာပေါ်မှာလဲကျွန်တော် Father Airstrike DP7 A လို့ရုံတော့သူသွားပြီးတော့သူတို့ရ Shot ရမျိုးတော့တွေ့ရတယ်ဒါပေမဲ့အရင်ကြီးတော့မနာသေးဘူးဗျာအာဒမန်ဆိုင်ရလဲဒီ Father တို့ပေါ် long damage တွေကနောက်ပိုင်း minute တွေမှာပို့ပြီးတော့ဒါနာတော့နာနေတယ်ဒါပေမဲ့အောက်မှာလဲ one versus one အနေထားလေးမှာတော့ Kset အနေနဲ့နိုင်ငယ်လေးရောစပြီးတော့เนาะ Stallion side လေးပါလေးပါလာတဲ့ Elite damage ကိုတော့စတော့ခံလာရတယ်ဒါပေမဲ့ ัฒนาတော့သိမရှိသေးဘူးလက်သွန်းလဲအဲ့လောက်ကြီးတော့မကြိုးသေးဘူးကြဟုတ်တယ်ဒီကသူတို့ယူရီကိုလိုက်ပြီးတော့ကြိထားနိုင်နေဆိုတော့အားသာချက်လေးတခုတော့သွားပြရှိနေတယ်ဆိုတော့မက်ဆီအေးလွင့်ကိုတေတောင်းဒီလိန်ကတ်တင်းလေးလှုပ်တဲ့အပိုင်းလေးမှာတော့အခက်ခဲလေးတော့သွားပြရှိနေတယ်ဗျဒါပေမဲ့လည်းတစ်ဖက်ကနေပြီးတော့ AI Esports အနေနဲ့ K-Sakeo ပဲ attention ထားထားတဲ့ပုံစံမျိုးလေးဒီအချက်ကိုတော့ Justin အနေနဲ့ကတော့ချင်းဒီပေါက်ကိုတော့သိရ Broken Wall အားသာချက်အကုန်လုံးတော့ AI Esports အနေနဲ့ပြန်လှည့်ပြီးတော့အသုံးပြုနေရဆိုရင်မဲ့လို့ဒီပွဲမှာ Justin အနေနဲ့ပထမပွဲနဲ့မတူပဲ backup ကိုတော့လုံးဝအပြေပြင်းတော့ဖေးရရဆိုတဲ့အချက်တွေက Blood Throne တော့ကတော့ Ali Gang Crawley ကိုအခြေခံစေတယ်ဗျာ ကဲဆိုတော့เนาะကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းမက်မှာတောင်းလောက်ထိသွားပြီးတော့ sticky ဖြစ်နေတဲ့အနေထားလေးတော့တွေ့ရတယ် black camera လားကျွန်တော်သုံးစစ်စတန်ပြီးရသေးရဲ့တော့မတောက်လျှောက်ပဲအော်တော်တော်လေးချက်ပြီးချက်မှာ p7 အိတ်ထပါသွားပြီဗျာအေးလွင်ဒီတကောက်မှာလည်း P7 အောင်သုံးသပီးနေနေပဲ။ဒကောင်ရရင်ဒကောင်ဖြတ်တာကဘလတ်သွန်းတော့ပြန်ဖြစ်လာပြီနော်။လုံးဝမနဲ့မရောဘူးဗျ။ Flare ကတော်တော်နဲ့ချက်တန်းပြီးတော့ပေးပြခဲ့တာဆိုတော့ဒီအချိန်မှာတော့သူတို့ရဲ့အားသာကျဲဂျန်ကင်အင်ဖိတ်တော့ထပ်ပြီးတော့လှုပ်လို့ရပြီ။ Yuri Messi ပြန်နေပြီးတော့ဝင်ရထားရဲ့ဂျန်မတိုကြီး အိုးဒီပြူရှင်းမှာထပ်ပြီးတော့ပဲပါသွားခဲ့ဆိုတော့ယူရီအနေနဲ့ဒီပွဲကတော့တော်တော်လေးရုံးကန်ခက်ခဲနေတဲ့ပုံစံမျိုးလေးပြအေးမင်းတယောက်တည်းကြံခဲ့တဲ့အနေတာတစ်ခုတော့ဘလက်တောပြန်လည်းပြီးတော့လာပြီးကြည့်ချင်းသေးတက်ရှ်လေးတစ်ချက်နဲ့လာလာပပလေးပဲထွက်သွားခဲ့ပါသေးတယ်အောက်မှာလည်း2 to 1အလီတာတယောက်ထဲပဲဒီဒီခေါက်မှာတော့ယိုယိုကိုလေးကိုသွားပြီးတော့ကန်ပေးလိုက်တာတကယ်ကိုကောင်းသွားနေရင်လည်းပဲအလီတာစပြီးတော့ down နဲ့ပြူမှာ tower တစ်လုံးမှာထပ်ပြီးတော့ပေးလိုက်ရမယ်အနေတာတစ်ခုလို့ပြောရမယ်ဗျာလည်းမလည်း final flat ထပ်ပြီးတော့ဂျေရာသေးတော့မှာဘလက်သွေးရဲ့တော်လေးကိုကိုင်းထွက်နေရင်လည်းပဲအောင်လမ်းမှာဂိုးလေးပေးလိုက်ရတယ် tower လည်းကျိုးသွားတယ်ဒီမှာလည်း ထပ်ပြီးတော့တက်တက်ပေးရဖို့အလားအလာများနေရဆိုတော့ဘလက်သွန်းကအားလေးမှာဖိငံရပေမဲ့သူတို့ရဲ့ပြန်လှည့်ပြီးတော့တွန်းလှန်နေတဲ့အကြောင်းမလို့လက်ရှိချိန်မှာ Hero Game 9កောင်းနဲ့ Now 2K ကြာ တတော်လေးချက်ပလီတတော်လေးအလုတ်ဖြစ်နေတဲ့ပုံစံမျိုးလေးယူရီဖြတ်ပြီးဝင်လာရဲ့အချိန်မှာအေလီယံကပြန်လဲပြီးတိတောင်းတော့ရလိုက်တယ်ဒါပေမဲ့ထောက်မှလည်း PA 7တိုးချီလိုက်ပြီးချီနေရဲ့ချားလေးမှာတော့ဝဲပါဝဲပြန်လဲပြီး forward ယူရီတာတေတို့ရောက်တော့ယူသားသေးရဲ့ပြန်တစ်ဖက်တက်ချီချားလေးမှာတိုးချီတမ်းပြီးတော့ down again တော့မှလည်း way of the dragon ပေးလိုက်ချက်မှာယိုယို light side right time ပေးလိုက်နေပြီးရောက်တော့ရုံးထွက်သားသေးရဲ့ပြန် knock out ပြန်လဲပြီးပေးချင်နေဆိုရင်မဲ့လို့ mighty swing နေချားလေးမှာ messy တက်ပြီးတော့ down black ယိုယိုတယောက်ကတော့ပြန်လဲပြီးလိုချင်နေသေးတယ်ဆိုပေမဲ့လို့တကယ်တော့တောင်းနေတဲ့ black thorn ကြော်ဖြတ်ဖို့အတွက်ကတော့ခက်ခဲနေတယ်ဗျာဘလို့မှတော့မရောက်ဘူးဗျာနော်နောက်ပိုင်းမိနစ်တွေမှာတော့ပုံပြီးတော့မှ ဒါ strong ဖြစ်လာလို့ပြောရလိမ့်မယ်အေးလင်းပြတ်သွားခဲ့တာမှန်တယ်ဒါပေမဲ့ဒါတစ်ချက်ပြန်ကြည့်ရမှဆိုရင် justice justice က414နဲ့ဒီပွဲမှာ degree ကြီးကတော်လေးမာနေတာအလီဒါကလည်းသူတစ်ခါတော့ကြာလိုက်နေတာဆို item ဆိုင်ရာပြန်ပြီးတော့ရှာအောင်ပြီးတော့ k ဆက်ကလည်း202ဆိုတဲ့ kd တွေကြားရမှာတော်တော်လေး strong ဖြစ်နေတယ် glowing one တွေပါပြီးမပိုင်တော့ k ဆက်ကိုရှင်းဖို့တိတ်တော့မလွယ်လာသေးဘူးဗျာ အလီဒါတို့တော့ပြန်လဲပြီးတော့ဆောက်ရမယ်ဒီ Giant မှာ UPA 7တော်တော်များများတော့အလုပ်တော့လုံးမတော့ရမယ်ဗျအလီဒါအနေနဲ့ rotation ရအောင်ပြန်လဲပြီးတော့ရောက်ရှိသွားခဲ့ပြီဆိုတော့ Justice A လွင်ရဲ့ခြားထဲကနေပဲသူ့အနေနဲ့တော်တော်လေးတို့တော့ carrying တော့လုံးရမယ် comfort တော့မဖြစ်နေဘူးလို့တော့ပြောရမယ်ဗျ Blazer အနေနဲ့5 amber တော့အပေါ်လောက်တက်လာနေတာတခုမှအလီဒါဆော့စီစီပဲ Protest ကတော့ပြီးသွားခဲ့ပြီ Volley ပဲထပ်ပြီးတော့ block ထားသေးတယ် Machine နေနဲ့ backup ရောက်လာနေတာတခုမှ Blazer တသိန်းလုံးတော့ရှိနေတာဗျနောက်မှလည်း down shot ပဲအဲ့ဒါနဲ့တောင်းချက်လိုက်ရတဲ့နောက်မှ A လွင် stand down ပြီး Fallen Star မော Truman Flick on to Kesa Alito Light Mini နဲ့ Kelin Spree by Kesa ဒီနေရာမှာလဲကျွန်တော်ကိုလင်နာနဲ့တူပဲအေးရွှေလင်နာပြန်ပေးရတဲ့ပြုံမှာ Black Cobra Justin ရောက်ရှောက်ဆိုလို့ပြန်လဲယူသွားတယ်ဗျာနောက်ကနေပတ်ဝင်လာခဲ့တဲ့ Yuri Funny Christian Light Side လို့ပြန်ပေးတဲ့ Tono Stepider တဲ့တော့မယိုယို ပြန်ကြရဗျာသုံးတယောက်ဆိုရင်ဒီကတခုမှ Yori ပြန်လဲလွတ်မြောက်ဖို့အတွက်ကိုရုံးကဲနေရင်းနဲ့ပဲ channel သေးတဲ့တိုးချီ Oh Yori Deba K by Yori နဲ့တူပဲသုံးယောက်တယောက်မှာတော့နှစ်ယောက်ကိုတော့ပြန်ခေါ်သွားခဲ့တယ်ဗျာတကယ်ဟိုကျွန်တော်အောက်သေးတခုကိုပြတ်သားသွားခဲ့တဲ့ Yori ဒီအချိန်မှမထင်ထားတာဖြစ်နေပဲ Yoyo တိုးချီရောထိတ်တောင်းလောက်သွားခဲ့တယ်ဆိုရင် moment ကတော့ဒီလုံးလေးရောတော့မထွက်သေးဘူးဗျာအဲ့လိုနောက်ပိုင်းပတယ်တွေကြာရင်လည်းကျွန်တော်ထပ်ပြီးတော့ပဲကြည့်ရအောင်မယ်ဒါပေမဲ့ Kset တယောက်တော့ရှိနေတယ်ဗျာ Kset ကဘလိုင်းကိုကြီးနိုင်နေတယ်ဆိုရဲ့အချက်က AI အတွက် early game မှာအခြေမခံတော့ဖြစ်သေးတယ် Messi ီတောက်ချောက်ဆိုလိုပဲပေးလိုက်ကျွန်တော်ကေဆက်ကိုပြေးပြီးတော့အင်းထားသေးတယ်ဒါပေမဲ့ AI ရရင်တော့မလွယ်သေးဘူးဗျတောက်ကနေပြီးတော့ tower damage လည်းရှိနေသေးတယ်ဆိုတော့ risk မယူတာတော့ကောင်းဆုံးပါပဲဟုတ်တယ်เนาะ Yuri ကတော်တော်လေးတော့ကောင်းတယ်ဗျ Yuri ကလေးကောင်လောက်ဒီပြင်ပြီးတော့ယူရနိုင်တဲ့ခြေနေမျိုးလို့တောင်းတလို့တော့ရတယ်ဒီချိန်မှာတော့အရင်ကြီးတော့သွားပြီးတော့ဒီနှစ်သိန်းရဲ့ကြားထဲမှာပြတ်သားတဲ့ခြေနေမျိုးမဟုတ်တော့ဗျ now what wanky and out ပဲသွားပြီးတော့ရှိနေသေးတယ်လောရောစပြီးတော့ပေါ်လာပြီเนาะ leader နည်းနည်းလေးတိုင်ပတ်နေရနေထားပြ leader နေတဲ့အပေါ်မှာပေါ်လိုက်မယ်ဆိုတော့ဒီမှာပြေးပြီးတော့ဗရက်ဆန်ရဲ့အခြေအနေမျိုးကြောနေနေမှာ black တောက်လျှောက်ဆိုလိုပဲ ော်ကျွန်တော်တို့ဒါ final slab တွေ depth site တွေယူတော့သူ့အနေနဲ့ခံတော့ခံလိုက်ရတယ်ဗျာဆိုတော့ နည်းနည်းလေးတော့ spare တော့ပြန်ဆောက်မနေတွေ့ရပြဘလက်တော့အဓိက black ကို tan ပြီးတော့ဖြတ်လိုက်ချင်တာ fire slash နဲ့နောက်က yoyo ရဲ့ death sign နဲ့ဆိုရင် black က tan ဖြတ်သွားနိုင်ရရှိတယ် black ကဖြတ်သွားမယ်ဆိုရင်တော့ဒီလောကတော့ black တော့အနေနဲ့ deal ကတော့ကောင်းသွားခဲ့ပြီဒါပေမဲ့တစ်ဖက်မှာ leader နေနဲ့ position ပေါ်နေရဲ့အချက်က black တော့အနေနဲ့အချိန်တွေအများကြီးတော့မစွဲစင်ဘူးဗျ AI Messi နောက်ကနေပြီးတော့ back line တက်ပြီးတော့ပတ်လာတယ်အဓိက toji position လိုက်ပြီးတော့ရှာနေတဲ့အချက် yoyo ကလည်းပျောက်ဆုံးနေတယ်ဆိုတော့ရဲအင်းကလည်းတိုးဝင်လို့ကတော့မရဘူးတစ်ဖက်မှာလည်း PA7 death rate တွေကိုဝင်လာဖို့တကော black နေနဲ့ fishing ဖြတ်ချထားတဲ့ဂျားထဲမှာတော့ black တော့ lockdown နေတစ်ခုမှာတော့တော်တော်လေးတော့ဥတာနေပါပြီအေး Messi 弗雷加西也是要带领库拉西的，道肖率领朱利维拉给比索尼达的库马，低路的朱利特亚的，那边拿完了法拉安斯德，这边皮拉给比洛道肖率领比安索尼给的梅尔西，多吉欧比安比洛桑达奇，马来皮纳鲁米奥的，这边德夫赛，加尔马梅尔西，道肖被弗雷加比比奥科纳的，这边，那方面比安奇曼索奇，道肖率领朱利，道拉伊比奥梅尔比洛桑达普洛朱瓦尼的，那边，低路加油呢，给那边比安库马，道肖被托洛西比拉奇的，那边，Yo Yo，朱利奥桑达尼的，那边。 လောနဲ့တူဟီရိုကစ်တကောင်တော့ပြလဲထားသေးရဲ့ဗျာဒီကဘန်ညာရင်းနဲ့ဒက်စလီလွတ်သွားတဲ့တစ်ချက်ပေါ့နော်ဒီတစ်ချက်ကိုတော့တစ်ဖက်ကဘလက်သွန်အနေနဲ့ကောင်းကောင်းကြီးကိုအတုံးချသွားခဲ့တာလို့ပြင်ထွေးနေရတယ်အဲ့တော့အမှတ်လုံနေတယ်မက်စ်ပွိုင်းနေလုံနေရဆိုတော့အသင်းနေရပလေးစတိုင်နေရဒါမျိုးပဲဗျာအရင်ကတော့ပြတ်သားမနေခဲ့ဘူးဘလက်သွန်အနေနဲ့သူတို့အတွက်အရေးကြီးပါတယ်ဆိုတော့မက်စ်ပွိုင်းနေကိုပြန်လည်ပြီးတော့ဗတိကန်လုံးဖို့အတွက် ကတော့တကယ်ကိုပလေးစတိုင်ကောင်းကောင်းကြီးကိုမြင်တွေးနေရတယ်ဒီအချိန်မှလည်းဆိုတော့ make object ကိုတွန်းဖို့အတွက်ကတော့ performance sticky ball စတင်ပြီးတော့တက်လာနေပြီဗျာကဲတော့ဒီတစ်ခေါက်မှလည်းတကယ်ကောင်းတဲ့ final လေးကျန်လိုက်ပြင်မယ်လေတစ်ဖက်ကလည်းပြန်လည်ရှော့ဝါ တယ်ဆိုရင်နောက်မှာ blank သူကလုံးဝတတုံးပဲကျန်တော့တယ်နော်တော်တော်လေးတော့ flicker လေးကတော့မြန်သွားတယ်လို့ပဲပြောရမှာဗျာ leader အနေနဲ့လည်းသူရှာရင်ရသလိုပြေးပြီးတော့ tower လေးပါလေးချိုးထားတယ်ဆိုရင်နေသားမျိုးတော့တွေးရတယ်ဒါပေမဲ့ဘက်မှာလည်း aoe လေးပါကြလာကာဝရနေသားဗျာ now ကတော့အခုချိန်ဒီမပြတ်သွားဘူးတော်တော်လေးရင်သိမ်းချရဲမှာ balance ဖြစ်နေရအခြေအနေလို့သုံးသပ်လိုက်မှာဗျာ ဒီတာဝါရပြန်ပြီးတော့ကြည့်မယ်ဆိုရင် AI အနေနဲ့ main objective ပေးထားရတယ်ပေါ့နော်ဒါပေမဲ့ main object ပေးထားရတယ်ဆိုရဲအချက်တာဝါ၃လုံး၃လုံးဆိုရင်ပဲ main objective ပေးထားရတယ်ဆိုရဲအချက်ကတော့ area controlling အပိုင်းတွေမှာတော့နည်းငယ်တော့အားရော့လိမ့်မယ်ဒီချက်ကို platform အနေနဲ့ကောင်းကောင်းကြီးအသုံးချနိုင်မလားဆိုတော့ကျွန်တော်မေးခွန်းပြန်ထုတ်ရမှာဗျာ leader အနေနဲ့ရော holy crystal ကတော့ပြီးွားခဲ့ပြီနောက်ပိုင်း leader ရဲ့ chrono dash ပြီးွားရင်တော့သူရဲ့ silver 4ရဲ့ damage တွေနဲ့အတူပဲအသိရောဘလောက်ထိများထန်းကူနိုင်မလဲဒီချက်မှာ platform အနေနဲ့ကတော့ map control ကိုဖြည်းဖြည်းချင်းစီတိုးဖို့အတွက်မစူးစမ်းသေးပဲနဲ့ပဲသူတို့အနေနဲ့တစ်ဖက်ကနေပြီးတော့ AI လောက်လာမယ်အမားတွေကိုပဲစောင့်နေတာလား 好，OK，那这边呢，这边嘛，悠悠啊，第一步要多利用 damage 从 jar，哎，超弩拔弩马，可能，可能嘛，这边，哎，那速度拔弩马，可能啊，你差不多，超弩拔弩马扑脚，你差不多，那英里，你比如说嘛，time per，你晓得吗？zero two one，final level，第，第 grow，这边呢，差不多加了嘛，比如 final 嘛，后面你要保守一点，对吗？比如 final 多嘛，一路进来，悠悠啊，刚刚一度，一路比较多啊，一路加起来，比如说十几秒，做到十几秒，一路加到可能刚升一个，你差别，对吗？那我啊，老几嘛，比较多的有。 လောကတော့ရေးကြီးလာပြီဗျာဒီလောကဒီနှစ်သိန်းရဲ့ကြားထဲမှာကြီးမားတယ်เนาะကွာမှုတွေပေးသွားနိုင်တဲ့အခြေအနေမျိုးတော့ရှိတယ် justice ကိုလည်းသူတို့ဒါပြင်ရှင်းဖို့တော့လုံနေသေးရဲ့ဗျာနောက်လျှောက်ဆိုလိုပဲအော်နာရင်တော့မနာဦးထင်ပြီးတော့သွားပြီးတော့ဆန်းလို့တော့မရအောင်ကေဆတ်က and up ဗျာ303နဲ့အကောင်လုံးရှင်းနေတာ ကေဆတ်က တဖက်မှာလည်းကျွန်တော်လော့တိုင်မဲတစ်ခုတော့သွားဆောင်ပြီးတော့ပဲအလီဒါအနေနဲ့လိန်ပိုရှင်လေးလှုပ်ထားတော့တော်တော်လေးတော့အဆင်ပြေသွားခဲ့တယ်။ဒါပေမဲ့ KSR ကတော်တော်လေးတော့ front line ထဲမှာတောင်းနေပြီဆိုတဲ့အချက်တောင်းရည်ကိုဖြည့်ရှင်းဖို့အတွက်ကတော့တို့လိုအပ်နေပြီပေါ့နော်။တဖက်ကနေပြီးတော့ Messi, Yuri ရုံးကံမျိုးဝင်လာခဲ့မယ်ဆိုရင်လည်း back line ထဲကိုအလွယ်တကူရောက်နိုင်ခဲ့မယ်ဆိုပေမဲ့လို့တို့ပြေးကြည့်စီကယိုယိုတို့တိုဂျီတို့လောက်ပဲရှိရပြီ။တိုဂျီကလည်း SK Snow တော်တော်လေးကိုမြင်းတဲ့အပြင်မှာယိုယိုမှလည်းပထမပွဲအားလုံးမလွယ်တော့ဘဲနဲ့ live site လေးကသွားပြီးတော့ရှိနေသေးရဲဆိုတော့ဒီချက်တွေကိုတော့ကျွန်တော်ထည့်သွင်းပြီးစဉ်းစားရမယ်။ Messi, KSR တို့သွားပြီးတော့တွေးနေတယ်။တဖက်ကနေပြီးတော့ black တွေနဲ့ကိုစီးလေးနဲ့ဘသူ့ကိုပဲတိတ်တောင်းလို့ င်းလဲဆိုတော့ချိန်ရမယ်ဆိုတော့ KSS ကိုပဲအရင်ဆုံးဦးတည်ပါရေ Will the Black ပြန်ပြီးပေးလိုက်ဆိုရင်မလို့ KSS ကို damage တိုးဖို့တော့တော်တော်လေးတော့ခက်ခဲနေရဲ့ဆိုတော့ yo yo nice size surprise ပြန်ပြီးဝယ်လာခဲ့ရဲ့ဆိုရင်ဂျာတယ်မှာ plan အော်တော်တော်လေးချက်ကတော့လေးကြီးကိုတော့ဝေးသွားခဲ့ရဲ့ဗျာဒီဂျာတယ်မှာပဲ KSS အနေနဲ့ကတော့ Mika K လက်ကိုတော့ထမှတ်ပြီးရလိုက်ပါသေးတယ်ဟုတ်တယ်ဒီတစ်ခေါက်မှာလဲ Black နေနဲ့ KSS ကိုသွားပြတ်ချင်တာမပြတ်ဘူးဗျာเนาะကျန်နေခဲ့တဲ့ leader လေးကို wipe မိပြီเนาะ leader 别后退，那么比赛嘛，变跟我的中场那边，李德，然后上路的克罗德西，变比我中路那地那么解散，所以要招了伊罗叫了叫来边，李德来变比我边啊们李德悠悠，哦，下赛，变比我们来赛的飘呢那边，就弄呢这边，假如我们这边给他比赛嘛，就搞我们这边送他比赛那边，那么来反的亏西，变比那地那么悠悠变中路那地那边，上中给嘛 Jury，下给，变比我加油查那地那么中路那地变中路那地一路，下赛，反正就是变比我中路那地那么 Jury，然后上路那地变比伊罗那边，上路那。 ရှယ်ရိုကီနဲ့သွားပြီးတော့ပဲတိုးချူသွားထိနေတဲ့နေရာတစ်ခုမှာမက်ဗီအိုယိုရီမရတော့ဘူးဗျာ ရှပ်ဒေါင်းကေးပါဘလတ်နဲ့တူပဲကြံနေသေးတဲ့တိုးကြီးပါပြန်ပြီးတော့ပြေးနေရပြီဗျာဘလတ်တော်နေနဲ့ဗဒဲအစ်စတန်လောက်တဲ့အမားလေးတွေထမှန်ပြီးတော့ပဲမြင်တွေ့ရပြီလို့တော့ပြောရမယ်ယူရီယိုအရန်လိုက်ကြည့်လိုက်တယ်ဒါပေမဲ့ယူရီယိုလိုက်ကြည့်လိုက်တဲ့စက္ကန့်တိုင်းစက္ကန့်တိုင်းတစ်ဖက်ကနေပြီးဘလတ်နေနဲ့ဗဒဲကွန်ပိုင်ရေးရှင်းမိလာခဲ့တယ်အဲဒီချက်ကတော့သူတို့နေနဲ့တင်းမှန်ပါတယ်ပြန်ပြီးတော့ပေးလိုက်ရတဲ့အချက်လေးပဲဗျာ law objective ဆော်ဖို့အတွက်ကတော့နည်းနည်းလေးကြောက်အောင်မဲ့ငွေသက်လေးတော့ရနိုင်ပါသေးတယ်အဲ့တော့ make objective ကိုယူဖို့အတွက် AI အသင်းနေနဲ့ဒီအချိန်မှာစူးစမ်းမလားဆိုတော့ဆက်ပြီးတော့ကြည့်ရမယ်ဗျာ PSA အဓိကဘာလဲဆိုတော့အဲ့လိုအနေငယ်လေးပြန်ကြည့်ရမှာဆိုလို့ရှင်တော့ယိုရီယာသူနောက်ပိုင်းပတ်တယ်ဒီမှာအဲ့လိုစပယ်ကုန်မှာလာလာပြီးတော့ပြင်းရှင်းပြတာလေးတော့ရှိတယ်ဒါပေမဲ့ပြောမှာဆိုလို့ရှင်တော့ over extend လေးမှာဒီ grow ကြီးကတော်တော်လေးကောင်းနေတာဗျာဘရောကလုံးဝဟိုပြောမှာဆိုလို့ရှင်ဒါ5 2 8ပေါ့နော်ရောမတယောက်အနေနဲ့ဆိုရင်တော်တော်လေးကောင်းတဲ့ KDO ပိုင်ဆိုင်ထားတယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ KS ကလည်းသူ့အနေနဲ့ဒီနေ့ဒီချိန်မှာတော်တော်လေးတော့မာနေပြီ ဒီကလီဒါရဲ့ item လေးကြီးဖို့တော့လိုနေတာလီဒါ holy crystal လေးပါလေးပြန်ပြီးတော့ပါလာမယ်ဆိုလို့ရှိရင်တော့စေပြေလောက်တယ် item ငါးခွက်လောက်ဆိုရင်တော့မစိုးဘူးဗျာနော်အဲ့တော့ air လည်းမပြေးပြီးတော့ aim လားအနေနဲ့တော့နေရတော့များတယ်နောက်ကနေပြ backup အပြည့်ရှိနေရဆိုတော့ wear the black လေးကတော့ပြီးွားခဲ့ပြီနောက်ကနေပြ yoyo damage လေးနဲ့ immortal လေးကြာထားရဆိုတော့တသိန်းလုံးကတော့ save ဖို့အတွက် season တော့မရှိတော့ဘူးတန်ရောစင်းနေမပြတ်ဘူးဆိုရင်တော့အကောင်လုံးဒီဘက်ပြန်ပြီးတော့ပေးရနိုင်ရဆိုတဲ့အခြေအနေ low objective ကလည်းလာနေပြီဆိုတော့ဒီအချိန်မှာ ai အနေနဲ့ save play ကိုရွေးချယ်လိုက်တာတော့ပို့ပြီးတော့ကောင်းပါတယ်ဟုတ်တယ်နော်ဘလက်သွန်းကတော့သူတို့ ါပုံမှန်ပဲဗျသူတို့ရဲ့ဒီပုံမှန်လှုပ်ထုံးလုံးဒီအတိုင်းပဲเนาะစပြီးတော့ကေဆက်အနေနဲ့ဒါစွမ်းရည်လေးပြတ်သားထားတယ်လို့ကျွန်တော်ပြောလိုက်တာကေဆက်ကနောက်ပိုင်းနေတော့သတိထားမိလားကေဆက်ကကောင်းတော့ကောင်းတယ်ဗျာဂိုးလေးမှာเนาะသူရဲ့ဒီ performance နေရာတော်လေး fine နေဒါပေမဲ့ဒီ durability ဆော့တဲ့နေရာမှာဆိုလို့ရှိရင်လည်း asma နေကတော့အသင့်ပြင်းနေရဆိုတဲ့အခြေအနေမျိုးပြတ်သားထားသေးတယ်ကေဆက်ကိုလည်းရှင်းရမယ် justice ကိုလည်းရှင်းရမယ်ရိုးရိုးကလည်း စတူတန်ဆိုတော့တော်တော်လေးတော့များတယ်ဗျာအဲအိုင်တမ်ကတော့တကွာလောက်ပဲလူတော့ဗျာလီဒါဒီဘွဲ့ပစ်ကောအတွက်ကတော့တော်တော်လေးကိုဒုက္ခများတယ်ဘွဲဗျာနော်ခုနကကဆာဝေပြောသလိုပဲကျွန်တော်ကေဆန်းနဲ့အင်းလွန်ကိုလည်းအိမ်ဖို့ကမလွယ်ဘူးရိုးရိုးကြတော့လည်းပြန်ပြီးတော့ light side ကလည်းရှိနေသေးတယ်တူကြီးကလည်း SK လုံးနိုင်စွမ်းမြင့်တယ် Quasher Cherry K ရာလည်းဖိုင်ဆိုင်လာတယ်ဆိုတော့လက်အတွက်ကတော့ performance ပြောင်းနေဆိုတာမဆန်းအောင်ဗျာ low objective နဲ့အတူ low value နဲ့အတူပဲ platform နေတော့ three match point နေတခုတော့ကနေပြီးတိုက်ကန်လို့ဖို့တော့ကတော့ mega တလိမ့်စတယ်မြောက်ဖွင့်လိုက်ပြီးကေဆတ်နဲလေးကတော့ star fall လေးဆောသွားခဲ့တယ်တစ်ဖက်က AI အနေနဲ့ကတော့ platform နေနဲ့ချုံလာ မယ်မားတစ်ခုကိုတော့စောင့်နေသေးပဲဗျာကြတော့မကြောက်ဘူးဗျာနော်မဲကတလင်းလောက်ပဲပြန်ပြီးတော့ပြီးွားဖို့တော့ကြားမနေတွေ့တစ်ဖက်မှာလည်းမက်ဆီနေတော့သူ attention တော့ရသလောက်လိုက်ပြီးတော့တောင်းနေရယ်မက်ဂျစ်ဆယ်ရီဘာညာပြန်ဝင်ထားသေးရယ်ဒါမဲ့ဒီမဲကတာရာကတော့သူတို့ထပ်ပြီးတော့တွန်းမနေတွေ့ဗျာဘလတ်သုံးကဒီနေ့ပွဲစဉ်မှာသူတို့တို့ နော်အနိုင်ရဖို့အတွက်လိုအပ်နေတဲ့အနေအထားဆိုတော့ဒီတစ်ခေါက်မှာလဲကျန်နေသေးတဲ့ Super Minion Wave နဲ့တူပဲ Mid ကိုတော့တက်ပြတွန်းတော့တွန်းနေတယ်ဒါပေမဲ့ Power Ace တော့ပြီးသွားပြီအောက်ကိုဝင်ထိုက်မှာတော့ကြည့်ရမှာကြာ Terry ဒီချိန်မှာသူက Dash Throw ထပ်ပြီးတော့ပေးထားသေးတယ် Justin ထပ်ပြီးတော့ Don Challenger လဲမှာနောက်က A လွေကိုပိုင်နေစင်းနဲ့တူပဲ Platoon ဘယ်တဲ့ခုတော့စားဖို့အတွက်ကြိုးစားနေဆိုပေမဲ့ Leader Damage လေးစားနေပြီးတော့မြင်နေရပြီ Messi Aim ထားလာတယ်ရိုးရိုးလောက Light Side တော့မရှိတော့ဘူး Black Pick off လုပ်ထားတယ်ကျွန်တော်ကေဆန်အနေနဲ့ရောက်တော့ရုပ်ထွက်နေသေးပဲဗျာတောက်လျှောက်ဆိုလိုပဲ Messi လိုက်ပြီးတော့ဖြူတော့ကြိုးစားနေရယ် Corner Attacking တစ်ခုကိုတော့ AI Esports တင်ပြန်လည်ပြီးတော့ပြသနေရပြဘလက်ရဲ့သူရဲ့တော်လေးကိုနဲရတယ် Final Slash တပြီးတော့ပေးလာသေးတယ်တော့မ Two Man သွားချိနေကြတယ်လေ Crotan နောက်မှ Sam 4J နောက်ဆုံး3 night Follow Ace ကြတော့မ Kinsan Forest Storm ပြန်သုံးနေရင်းနဲ့ပဲ Corner Tag တစ်ခုကိုရှောင်ရှားသွားနိုင်ခဲ့ပြီဗျာအလီဒါဒီသူ့အချိန်ရောက်လာပြီဆိုတော့တပြေးပြေးနဲ့ Black Zone ရှေ့ကိုတော့ message တွေပေးနေပြီ Yuri Dash Dash လေးဂျာနေမှာ Kinsan တော့တိတ်တောင်းတော့လုံးချနေနေတယ်ဖက်ကတည်းတူကြီး Question Room ပြန်လည်ပြီးတော့ပြန်ကြည့်ထားသေးတယ်ဆိုတော့ Throne Rose ဂျာနေမှာတော့ပြန်ပြီးတော့ပဲဂျုံထွက်သွားသေးတယ်ဗျာ လေးတပုတ် damage နေတော့ပေးခြင်းနေတယ် save for ထပ်ပြီးတော့ထိုးထားရဲချမ်းမှာ A လွင် dash လေးတွေ dash နေတော့ပဲဆိုတော့ရောင်းတော့ရုံးထွက်သားသေးတယ်နောက်ကနေပြ back up ပြန်ပြီးရောင်းလာချမ်းမှာ question share okay leader တိတ်တောင်းလို့ပြန်လဲပြီးတော့ပေးလိုက်ရပြီဗျာတောက်လျှောက်ဆိုလိုပဲ leader လိုက်ပြီးတော့ PR ပေးဖို့ကြိုးစားခဲ့ရင်မယ်လေဒီတစ်ခေါက်မှာတော့ပြန်လဲပြီးတော့ပဲကြာသွားခဲ့ရပြီလောရယ်ကွတ်တီပေါ်လာတယ်၄ရောက်၅ရောက်နေထားဒီလော့ဒီလဲ AI နေနဲ့သွားဆိုင်ဖို့ကမလွယ်ဘူးဗျ main damage dealer leader မရှိတော့တဲ့နေထားတစ်ခုမှာလောက် delay လုံးနိုင်မလားဆိုတော့ပဲကြည့်ရမယ်အဲတစ်ဖက်က blood throne ကလည်း၄ရောက်၅ရောက်နေထားကိုခွင့်ကောင်းယူပြီးတော့ ီလောက်တော့သူတို့အနေနဲ့ရောက်ယူသွားဖို့တော့များတယ်ဆိုတော့ ်အရင်ကြီးရောအရင်ဘက်ကနေပြီးဒီလောက်သွားလို့ဖို့ဆိုတာလွဲတော့မလွဲသေးဘူးဗျ။အင်းဒါပေမဲ့ black နေနဲ့တိုးကြီးကိုကြည့်နိုင်မယ်ဆိုရင် yuri နေနဲ့ retribution လေးများပေါက်ချင်မလားပေါ့နော်။ဒီအချက်လေးတော့သွားပြကြည့်ရမယ်။ယိုယိုဒီအကွက်ကိုတော့ကြုံပြီးမြင်နေဆိုတော့ black ကိုတော့ကြုံပြီးမြောင်းဘောင်းထောက်ထားတယ်။ဒါပေမဲ့တိုးကြီး share okay question roll လေးပေးထားတဲ့ဂျာထဲမှာတော့တစ်ဖက်မှာ button တစ်ခုကတော့ခွဲပြနေတော့ black ရေစုံတိတ်တောင်းတော့လောက်ခံထားရသေးတယ်ဗျာ။ black မပါတော့အနေဒါတစ်ခုမှာတော့3 man ပါ။ဒါပေမဲ့ leader အနေနဲ့ကအခုချက်ချင်းပဲ response တော့ဖြစ်လာပါတယ်။ leader ပြန်ပြီးတော့ထွက်လာနေထားမှာ၄ယောက်၅ယောက်ကတော့တောက်လျှောက်ဆူဆူပြန်ပြီးတော့ဖြစ်နေတော့မယ်ဗျာ။ Messi နေနဲ့ back ကတော့လိုက်ပြီးတော့ဖွင့်တယ်။ low vision ပြဖို့ချိုးစား ားရတယ်ဗောနော်ဒီမန်စီကိုပဲသူတို့ဝိုင်းပြီးတော့ရှင်းမလားလောက်ဆက်ကင်းမလားကြည့်ရမယ်ဗျာနောက်မှလည်းလိုနိုစတိုဘာလို့ပြန်ပြီးတော့ရှိတယ်အဓိကသူတို့ကလန်ဆလော့ပျောက်လို့အနေငယ်လေးစိတ်ပူနေတဲ့အနေအထားမျိုးဗောနော်ဒါပေမဲ့လာတော့မလူတော့ဘူးဗျာသွားလို့မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အထီးကိုက်ပို့များလိမ့်မယ် အဲယိုယိုကနောက်မှာတော့ Holy Christian ကြီးပါတက်ပြီးတော့ပါလာပြီဗျ။ PA7 နဲ့အခု၄နေကျွန်တော်တို့ Holy Christian ရောပြီးွားခဲ့ပြီဆိုတော့လူမျိုးကျွန်တော်တို့ min min မေးရဲ့ပြိုင်ဆိုင်မှုတော့တက်ပြီးတော့ပဲကြည့်ရအောင်မယ်။ဒါပေမဲ့တစ်ပတ်ကနေပြီးယိုယိုအနေနဲ့အားလေးလေးကိုပါ impact အများကြီးတာထားရဲဆိုတဲ့အချက်ကြောင့် AI အနေနဲ့ဒီအချိန်မှောင် high ground defense တစ်ခုပဲအကောင်းဆုံးပြန်ပြီးတော့ focus ရအောင်မယ်။ Black Thorn အနေနဲ့ low advantage နဲ့အတူသူတို့လိုအပ်ပါတယ်ဆိုတဲ့ match point တစ်ခုပဲဒီ game number 2ကိုတိတ်ခတ်လို့ဝါဖို့အတွက် ready ဖြစ်ပြီလားဆိုတော့ဒီအချိန်မှာပဲစပြီးတော့ကြည့်ရအောင်မယ်ဗျာ။ ဒီကတော့ဒီလောက်ကာဖို့တော့ရင်းရွယ်လွယ်တော့မလွယ်သေးဘူးဆိုပေမဲ့ရအောင်တော့ကာနိုင်မလားကြည့်ရမယ်နောက်မှလည်းအော် final slam မှာတက်ပြီးတော့ပါသွားခဲ့တဲ့ jury thonos ပြန်တောင်းထားနေနေပဲပြန်လဲပြီးတော့လွမြောက်လာတယ်ဗျာဒါပေမဲ့ Mandy attention ပြန်တောင်းထားသေးတဲ့အချိန်ဒီကုမှာတော့ဒီလောက် defend ကိုအချိန်တော့ရသေးတယ် Alida foul နဲ့ပြန်ထွက်ဖို့တော့ကြိုးစားနေပေမဲ့လည်း Anatoly တော့များတယ်နောက်မှလည်းဒီလောက်တော့အရင်ကြီးပေါ့သင်ပြန်ပြီးတော့ကာထားသေးတယ်ဗျာရှင်းမှလည်း jury တကောင်လေးပဲ နောက်ချောက်ဆိုလို့ပြန်တက်ရှင်ရင်းနေပဲမေဂါတာဝါရားဖို့တော့လိုအပ်နေသေးတဲ့အနေထားတစ်ခုမှာမေဂါတာဝါမရသေးဘူးဗျမေဂါနဲ့တပြတ်တွန်းလာသေးတယ်မှာ follow air strike တပြတ်ပေးလာသေးတယ်တော်တော်လေးချက်ဝမ်မဲ့ apple နေကြားတယ်မှာ flick ကပြတ်သုံးနေတယ်မကြိုးရီ final strike ကြားမှာတပြတ်ပါသွားပြီဗျဘယ်ဘီရောက်လာရုတ်ထားသေးတယ် execution ထပ်ပြီးတော့ပဲ warp တော့ထားတယ်ကြားထဲမှာတော့လုံးဝဟိုတော့တိတ်တောင်းမဖြစ်သွားခဲ့ဘူးဗျယူရီနေနဲ့တော့ကောင်းကောင်းလေးတော့တောက်ကန်ထားလို့မဲ့လို့တော့မြင်တွေ့ရတယ်ဒီက AI နေနဲ့သူရဲ့ potential တွေကိုမရရသလိုတော့ပြန်လည်ပြီးတော့ပဲဆွဲဆန့်နေရဗျ black dawn နေနဲ့ object တွေအကုန်လုံးတော့သူတို့နေနဲ့ဗရက်ဆာတက်တက်ရဲ့လေး နဲ့ရောက်အောင်ယူထားခဲ့ရဆိုပေမဲ့ AI နေနဲ့တော့သူတို့ရဲ့ game number 2ကိုလွယ်လွယ်လေးတော့မပေးကျင်တဲ့ပုံစံမျိုးလေးပါပဲဟုတ်တယ်เนาะကျွန်တော် Black Thorn နေနေကတော့ဒီနေ့မှာပြောမယ်ဆိုလို့ရှိရင်သူတို့တို့ကအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲမှာတော်တော်လေးတော့ရုံးသွားတော့ကောင်းတယ်ဒါပေမဲ့ဒီ law နဲ့ဘာမှမရလိုက်ဘူးဆိုတဲ့အခြေအကတော့နည်းနည်းတော့စိုးတယ်ဗျာအနည်းဆုံးတော့ mega tower တလုံးလုံးထပ်ရမယ်ဆိုလို့ရှိရင်တော့မစိုးဘူးအွန်လိုင်းလေးပါလိရလိုက်လို့ရှိရင်တော့ lawyer စာချုပ်မှလည်းပါညာနဲ့ကိစ္စ ဟုတ်လားเนาะကျွန်တော် pressure ပေးလို့ရမယ်နေထား iden တွေကဒီချိန်မှာအကုန် mess နေပြီเนาะကျွန်တော်ဒီ roma တွေကစ iden တွေကတကွာလောက်ပဲလိုတော့အနေထားဆိုတော့ပြောမယ်ဆိုလို့ရှင်တော့ blood 3အနေနဲ့တော်တော်လေးတော့ဟိုတော်တော်ကောင်းတဲ့ချိန်တခု ရောင်းနေပြီမဲ့အထင်သေးလို့မရဘူးအမားလို့လို့မရဘူးဗျာအမှန်ပဲ ဒီလိုမျိုးကျွန်တော်မိနစ်ပိုင်းကြီးကြာလာနေမြောက် objective တွေကအရင်အေးမကြီးတော့ဘူး hero key တွေကတော့တော်တော်ပို့ပြီးတော့အေးကြီးနေမယ်ပေါ့နော်ဘာလို့လဲဆိုတော့ response time တွေတော်တော်လေးကြာတယ်ဆိုတဲ့အခြေပါအများကြီးဖြစ်ဖြစ်သွားနိုင်တယ် yuri ကိုပြေးပြီးတော့ aina spare တစ်ခွက်လောက်ကတော့ပုံသွားခဲ့ပြီဒီအချိန်မှာ ai advantage ကိုအသုံးချနိုင်မလားဆိုတော့ကြည့်ရမယ် pa7 zone in ထားလိုက်ကြမယ် justice is there ဆိုတော့ပျက်သွားခဲ့ပြီ low objective ပေါ်ဖို့16 second ဆိုတဲ့ timing အတွင်းမှာနှစ်ပတ်အသင့် initiate နေရစမြင်နေရပြီဗျာတော်ကြီးပိုင်းပြီးွားပြီတော်ကြီးပိုင်းပြီးွားပြီဆိုတဲ့နောက်မှာ messi တောက်ရှော့လိုက်ပြီးတော့ရိုက်ဖို့ကြိုးစားနေတာဗျာ လိုချင်ဘော်ဒါလေးတွေတွားပြီးတော့ထားရသေးရယ်ဆိုတော့အရင်ပြတ်ဖို့တော့မလွယ်သေးဘူးပေါ်လန်းလည်းပြန်ကောင်းအောင်မယ်လီဒါအနေနဲ့ကတော့ 我们 Crawley 那边的比尔托拉的尼查鲁罗汤托呀，那边啊，迪罗罗伊安伊斯沃蒂恩萨比罗丹斯罗丘丹尼，那个高压迫杀的西尼的尼查嘛，雷亚那边的比罗西尔比亚，伊安罗内内萨比罗卢肖尼的尼查嘛，喏，哎，就今天这比赛的阿古罗比基博罗丘丹尼的，然后嘛罗巴勒特拉克，特别是梅西巴泰，加上嘛比赛嘛单梅斯林的罗朗莱姆拉斯，阿吉亚姆的弯头弯头转身，你加嘛盖萨古罗，对上了我这个坎坎尼的，下面的他妈的尤瑞尼那变稳拉进的埃尔梅罗，还有达泰呢，没错，罗姆杰迪的库西奥的托比亚乌迪瓦比尔托奇，射入球了，罗。 Rose လေးနဲ့ရှောင်ပြသွားပြီဗျာဟုတ်တယ်เนาะတူကြီးလည်းသူအိုင်တာအောက်အောက်မှာကေဆတ်အလီတာတောက်လျှောက်ဆိုလိုပဲကေဆတ်ကိုအဆုံးသတ်နေနေပဲ၄ရောက်၅ရောက်အနေထားဦးတော့တချင်းဆိုလိုပဲပြန်လဲရောက်ရှိသွားခဲ့ပြီဗျာ AI Sport အသင်းလောက် Dance Folder အခွင့်အရေးကောင်းတစ်ခုတော့ပိုင်ဆိုင်လာပြီလို့သုံးသပ်လို့တော့ရတယ်အနည်းဆုံးစက္ကန့်၄၀လောက်အချိန်ရနေတဲ့နောက်မှာဒီစက္ကန့်၄၀ AI အချိုးရှိရှိဘယ်လိုသုံးချမလဲကြည့်ရမယ်ဗျာ ကျွန်တော် AI အနေနဲ့ကတော့ဒီအချိန်မှာတသိန်းလုံးနီးပါတော်တော်လေးတော့အခက်အခဲရှိနေရဆိုပေမဲ့လို့တယောက်တည်းရောက်အောင်တော့တောက်ပါပြနေတဲ့ Yuri အနေနဲ့တကယ်ပဲ game number 2ကိုတိတ်တောင်းသွားနိုင်မလားဆိုတော့ဆက်လက်ပြီးကြည့်ရအောင်မယ် Black Vision ပြပေးတာရဲ့တစ်ဖက်မှာလည်း Messi zone လေးလေးတော်တော်လေးကောင်းနေတဲ့ဂျားတွေမှာ platform ဝင်ပြီးတော့ဒိုးဖို့တော့ကြိုးစားနေတဲ့ Aaron Justin ပြန်လည်ပြီးတော့ပဲတဲတိုင်းနဲ့ပဲ low objective တွေတွေးတဲ့ west ကိုတော့ကိုင်းလာနေပြီဗျာ တောက်လျှောက်ဆိုလိုပဲမန်စီနဲ့ဘလန်ကောင်းဟာရာဘူဇာလာနဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ထားတဲ့ချိန်လိုပဲသုံးသပ်လိမ့်မယ်မန်စီချိန်မှာလည်းဘလန်ကသွားပြီးတော့ချိန်နေသေးတယ်ဗျာကရောကောင်းလုံးဝင်တိုးခြင်းကြမှာတော်တော်လေးချက်တက်ပေးလိုက်မယ်လေယိုရီလောက်ရတယ်ဗျာနောက်မှလည်း wait for the dragon တိုးကြီးအဲဆိုင်ကြမှာတက်တောင်းတယ်ဗျာ ဖိုင်နယ်ဆက်နေပြပြီးတော့ရိုက်သားသေးတဲ့နောက်မှာတောက်ချောက်ဆိုလို့ဘန်ယက်ဒက်တီကျွန်တော်သုံးစတန်နေကြတော့မှအင်းလွင်လေးယောက်တစ်ယောက်ဆိုတဲ့အနေနဲ့တစ်ခုမှအင်းလွင်တစ်ဖက်မှာလည်း Justin ပြတ်တောင်းသွားနေနေတယ်အင်းလွင် Justin မရှိတော့တဲ့နောက်မှာ Yuri အင်ပေါ်နဲ့ပြန်ကြရပြာ Yoyo တစ်ယောက်တည်း Kset တစ်ပြုတ်ဝင်လာလို့ရှိနေ Kset Four Star မို့တစ်ပြုတ်ပေးထားသေးတဲ့နောက်မှာတော့ Kset မှာပြန်ပြေးနေရပြာ Alida ရဲ့ Crotat တွေကြားထဲမှာ format down နေနေပဲ လောဘအရင် e-sport ရယူသွားခဲ့တယ်ဗျဘလို့နေများထပ်ပြီးတော့ဖြည့်ရှင်းမလဲကိစ္စတယောက်တည်းပဲကြံတော့ရယ်ဆိုရင်အနေဒါတစ်ခုဗျ AI အနေနဲ့ရော5 member တော့ကြံနေသေးတယ်ဆိုရင်အနေဒါတစ်ခုမှာတော့ mid game တကယ်လုံးကိုကြိုးကျင်နေကြသမျှအရာအားလုံးဒီအချိန်မှာ late game ဆိုတဲ့ timing တစ်ခုမှာတော့ AI တို့ဒီဘာလဲဆိုတော့ပြန်လဲပြသလာရင်းနဲ့ပဲမိက objective တွေကိုယူဖို့တော့ဥတီလာခဲ့ပြီ responder တိုင်းတိုဂျီကိုတော့သွားပြီးတော့မိနေသေးတယ် leader ရရင်တော့ချိန်တော့မစွဲကျင်သေးဘူးတက်လာတဲ့ free wave နဲ့အတူပဲ AI လေတောင်းလို့ဖို့တော့စူးစမ်းနေသေးရဲ့ဗျမရဘူးဗျနောက်ဆုံးသုံးတော့ leader တည်ပြီးတော့ချိုးနေရင် င်းနဲ့ပဲဒီတစ်ခေါက် KA number 2မှာလည်း AI eSport သင်ပြီးကြပြတ်သွားတဲ့ decision making ရဲ့နောက်မှာတော့အနိုင်ရလက်ကို2-0နဲ့ရအောင်တော့ယူသွားခဲ့ပြတကယ်မှန်